အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းမြို့ပေါ်ရက်ကွက်များနှင့်စစ်ရှောင်းများနေထိုင်သောဖုန်ကြီးเจ้าကိုစစ်တပ်ကရှနေ့ညပိုင်းတွင်တနက်ပြစ်ဖောက်၍ဝင်ရောက်စီးနှင်ပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစကိုင်းမြို့ပေါ်ရက်ကွက်များနှင့်စစ်ရှောင်းများနေထိုင်သောဖုန်ကြီးเจ้าကိုအကြမ်းဖက်စစ်တပ်ကရှနေ့ညနေပိုင်းတွင်တနက်ပြစ်ဖောက်၍ဝင်ရောက်စီးနှင်ပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေကြောင်း The Voice of Wellam မန္တလေးမှာတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့စက်တင်ဘာလ29ရက်နေ့ညနေ6နာရီခန့်ကစတင်ပြီးအကြံဖက်စစ်တပ်ကစကိုင်းမြို့ပေါ်ရှိချင်းစုရက်ကွက်နေအိမ်မြဝတီရက်ကွက်တို့ကိုတနက်များပြစ်ပေါက်ကဝင်ရောက်စီးနင်းခဲ့ပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်စကိုင်းမြို့တာယူကြီးအနောက်ချမ်းဘောကာရက်ငါးတက်ကြီးနဲ့ဘောကာတောင်မြောက်ရက်တို့ကိုလည်းအကြံဖက်စစ်တပ်ကဝင်ရောက်စီးနင်းခဲ့ပြီးတနက်များပြစ်ပေါက်ကလူငယ်များကိုထပ်မံပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ ်အကြံဖက်စစ်သားများသည့်စကိုင်းမြို့အနောက်တားရက်ရှိစစ်ဘေးရှောင်ပြည်သူများနေထိုင်သောဖုန်ကြီးကျောင်းတစ်ကျောင်းကိုလည်းဝင်ရောက်စီးနင်းခဲ့ပြီးကျောင်းထိုင်ဖုန်ကြီးကိုစစ်ရှောင်တွေကိုဝင်ပြီးအာမခံမဏီနဲ့စစ်ရှောင်တွေရှိတဲ့ကျောင်းလေးဝင်ဆွဲရင်ဆွဲမှာဟုပြောဆိုသွားကြောင်းသိရပါတယ်စစ်ခွေးတွေကမြို့ပေါ်နေရာအနှံ့ကိုတနတ်တွေပြစ်ပေါက်ပြီးပေါ်တာဝင်ဆွဲတာလူငယ်တွေဗနက်ဦးလောက်ဖမ်းဆီးခံရမလဲဆိုတာတော့အတိမပြုနိုင်သေးဘူးရှိခုမျိုးပေါ်မှာလဲပြည်သူတွေကကြောက်လန့်နေကြရတယ်ကျွန်တော်တို့လည်းဆက်လက်စုံစမ်းနေပါတယ်ဟု The Voice of Wallet မန္တလေးမှာတာဝန်ရှိသူကပြောဆိုပါတယ် ်လက်ရှိချိန်ထိပေါ်တာဆွဲဖန်ဆီးခံရသောလူငယ်အရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေအကြံဖက်စစ်သားများနှင့်ပြူစောတိများကဇကိုင်းမြို့အနက်တွင် AC ကားများဖြင့်လှည့်လည်နေကြောင်းသိရှိရပါသည်ဆက်လက်ပြီးတာချီလေးခရိုင်ရဲတပ်ဖွဲ့မှုအဖြစ်မကြသေးမီကပြောင်းလာသည်ဒူရဲမှုကြီးနေမျိုးဤသားအငယ်ဖြစ်သူအသက်28နှစ်အရွယ်မျိုးခန့်တော်မှာတာချီလေးမျိုးမေခေါင်ရက်ွက်နှစ်လမ်းရှိငားနေသည့်နေအိမ်တွင်ကျိုးဆွဲချအဆုံးစီရင်သွားကြောင်းခိုင်လုံသည့်သတင်းရင်းမြစ်များထံမှသိရပါသည် ဒူရဲမှုကြီးနေမျိုးမှာလွန်ခဲ့သည့်၃လခန့်ကမိုင်းရံမြို့နယ်မှာတက်ဆင့်တာချီလိတ်ခရိုင်ရှဲမှုယာယီအဖြစ်ပြောင်းရွှေ့လာသူဖြစ်ပြီးလက်တလုံးမဲခေါင်းနှစ်လန်းတွင်အိမ်ငှားရနေထိုင်နေရာရှင်းအိမ်တွင်၎င်း၏သားဖြစ်သူအဆုံးစီရင်သွားခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့သတင်းရှင်းမြစ်ကမဲခေါင်းသို့ပြောပါရယ်သူသားကအရင်ကတစ်တော့ကဝန်တန်းလွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်ကဝန်ထမ်းကနေထွက်လိုက်တာအဲ့ဒီကလေးကတာအဖကမတဲတာသူသားကိုအမြဲတမ်းစုစိမ်းနေတာအဲ့ဒါတွေကြောင့်ပဲတတ်တည်သွားတယ်လို့သုံးသပ်ကြတယ်ဟု၎င်းကပြောပါရယ် တာကြီးလိတ်ခရိုင်ရဲယုံရှိခရိုင်မူးနေအိမ်မှာရခင်ခရိုင်မူးဤဖြစ်စီများရှိနေသည့်အတွက်ထူရဲမူးကြီးနေမျိုးမှာခရိုင်ရဲယုံအနီးရှိမဲခေါင်းနှစ်လန်းတွင်အိမ်ငါးနေထိုင်ခြင်းဖြစ်ကြောင်းတေဆုံသွားသည့်တာဖြစ်သူဤအလောင်းကိုမဟာမြတ်မူးနေဝင်အတွင်ထားရှိပြီးနာယေးကိုရင်းနေရာမှသာစီစဉ်ကြောင်းစုံစမ်းသိရှိရပါသည်တာဖြစ်သူကျိုးဆွဲချအစုံစီရင်တော်လဲခရိုင်ရဲမှုနေမျိုးမှယောဂဖြင့်တည်ဆုံးသည်ဟုသာပြောဆိုထားပြီးတင်မှုတည်ခင်မခွင့်ရန်ဖုံးကွယ်ထားကြောင်းသိရပါသည် ရှင်းတာကြီးလေးခရိုင်ရဲတပ်ဖွဲ့မှနေမျိုးမှာဌာနတွင်ဝန်ထမ်းများကြားနမိတ်ဆိုးထွက်နေသူဖြစ်ပြီး၎င်း၏လုပ်ရက်များကြောင့်ဌာနတွင်လုပ်ဖို့ကိုင်ပတ်များများစွာစိတ်ဒုက္ခရောက်နေကြရပြီးဌာနတွင်လုပ်ဖို့ကိုင်ပတ်များများစွာစိတ်ဒုက္ခရောက်ရကြောင်း၎င်းကိုခရိုင်ယုံမှရှင်းများကတာကြီးလေးသမရာဟုပင် တင်စားခေါ်ဝေါ်ကြကြောင်းခရိုင်ရဲတပ်ဖွဲ့နှင့်နှီးဆက်သူတအူကပြောပါတယ်။ဦးနေမျိုးကတောင်ကြီးမြို့နယ်မှဒုခရိုင်မှလုံတုံးကရဲချုပ်ကရှားပါခအတူတိုင်းမှသူနဲ့ပနာတင်နေ ဒူတိုင်မှုကို905တွေနိုင်ငံရေးအမှုတွေနဲ့ရှာကြွေခဲ့တာအဲဒါကြောင့်သူယာရုတို့တော့မိုင်းရန်ကနေတာချီလိုက်ခိတခိုင်ရိုင်မှုဆိုပြီးရဲချုပ်ကလွှတ်လိုက်တာတောင်ကြီးမာတုံးကသူတို့နှစ်ယောက်နာမည်ကြီးဆက်ရတပင် ခုလေခိတကနေအတီဖြစ်ရမယ်တဲ့သူဆရာကရဲချုပ်ဘသူမှကြောက်စရာမလိုဘူးပြောတယ်ဟု၎င်းကပြောပါတယ်ဦးနေမျိုးမှာတောင်ကြီးတွင်ဒုခရိုင်ရဲတပ်ဖွဲ့မှုအဖြစ်တာဝန်ကျဆင်ကလေးက905ဖြင့်အမှုဖွင့်ခံထားရသူများကိုအင်တိုက်အားလိုက်ဖမ်းဆီးသည့်အတွက်နာမည်ကြီးသူဖြစ်ပြီး လူတို့ဤမုံတွီးမှုကိုခံရသည့်ရဲတအုပ်ဖြစ်ကြောင်းတောင်ကြီးဒေသခံများထံမှသိရပါသည်။ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။